ချမ်းပါတယ်ဆိုတဲ့ရာဇဝဲသားတွေတောင်ဒီထောင်တွေကိုရောက်မှဒူးတောင်ကြောက်ကြရပါရင်လူဆိုတော့လွတ်လပ်မှုကိုမြန်နိုးတဲ့တရဝါတစ်မျိုးဖြစ်ပါရင်ဒါပေမဲ့တချို့သောကန်ဆိုးသူတွေအတွက်တော့လွတ်လပ်မှုဆိုတာဝေးကွာလို့နဲ့အိမ်မက်တစ်ခုလိုဖြစ်သွားတတ်ပါရင်သူတို့အတွက်ရိုးတနန်းအချင်းတောင်တွေရှိသလိုကြောက်မက်ပွဲအိမ်မက်ဆိုးတွေလိုဖန်နီးထားတဲ့ပြုပြင်ဌာနတွေလည်းရှိနေပါသေးတယ်ဒီနေရာရအချိန်တန်ရင်ပြန်လွတ်လာပြီးလူအဖွဲ့အစည်းတွေကိုပြန်ဝင်ဆန့်နိုင်မယ့်နေရာမျိုးတော့မဟုတ်ပါဘူးဒီလိုနေရာမျိုးတွေမှာတော့ရှင်တန်မှုလိုတဲ့တခုတည်းသောရည်မှန်းချက်တွေပဲရုံးကန်ကြတာဖြစ်ပါရင် အလဲခစ်ကညမန်းနေဆက်တဲ့အခန်းအနေနဲ့တူတဲ့အခန်းတွေကနေစလို့စီကံထိမ့်သိမ့်သူတွေထက်လူသမားတွေနဲ့ပိုတူတဲ့အဆောက်တွေအထိဒီအချင်းတော်တွေဟာတကယ်ကိုတီးရှိနေတာပါသူတို့အများစုကအခုချိန်ထိလဲပတ်နေတုံးပါပဲကျွန်တော်ကိုယုံကြည်ပါခင်ဗျားတို့ဘယ်တော့မှဒီလိုနေရာမျိုးကိုသွားရောက်ချင်မှာမဟုတ်ပါဘူးဘာလဲဆိုတော့ကျန်းလာရမ်းလာပါတယ်ဆိုတဲ့ရာဇဝင်သားတွေတောင်ဒီနေရာတွေကိုရောက်သွားမှဒူးတုံအောင်ကြောက်ကြလို့ပါပဲပြမအောင်ဆုံးအနေနဲ့ရုရှားနိုင်ငံက Black Dolphin အချင်းတော်နဲ့စတင်လိုက်ကြရအောင်ပါ ခမရီကိုရောက်သွားပြီဆိုရင်တော့ကောင်းကင်ကိုဘယ်တော့မှပြင်မြင်ရတော့မှာမဟုတ်ပါဘူးကာဇန်စတန်နယ်ဆက်အနည်းမှာတည်ရှိတဲ့ Black Dolphin ချင်းတော့ဟာရုရှားနိုင်ငံရဲ့အကြမ်းတမ်းဆုံးရာဇဝတ်သားတချို့ကိုထားရှိတဲ့နေရာဖြစ်ပါရင်အချင်းသားတွေကိုတည်ယူပို့ဆောင်ချိန်မှာမျက်လုံးကိုအဝင်စီးသားပြီးရွှေပြောင်းတဲ့အခါမှာလည်းမျိုးစုံနဲ့တင်းကျပ်မှုတွေရှိတာကြောင့်အချင်းတော်ရဲ့အပြင်စင်ကိုဘယ်တော့မှသိခွင့်မရပါဘူးတန်နိုင်နေတဲ့ကာယံထားတဲ့အခန်းတွေထဲမှာနောက်ထပ်တန်နိုင်နေတဲ့ကာယံထားတဲ့အခန်းတွေနဲ့ထပ်ဆင့်ပိတ်လောင်ထားပြီးတစ်ချိန်လုံးစောင့်ကြည့်ခံနေရတာပါ အဲ့မှာဆိုရင်အကျဉ်းသားတွေကိုနေဘက်မှာထိုင်ဖို့ဒါမှမဟုတ်လှင်းလျောင်းဖို့ခွင့်မပြုပါဘူးပြီးတော့ဘယ်နေရာကိုခေါ်ဆောင်သွားသည်ဖြစ်စေခါကိုင်းပြီးတလေးဆန်နေလို့ဂုံဂုံကွကွရှောက်သွားရပါရင်ထွက်ပြေးဖို့ဆိုတာလည်းမဖြစ်နိုင်သလားပါပဲအခြေအနေတွေကလည်းအရန်ကိုစိုးရတာကြောင့်အရင်ကဒီအကျဉ်းတောင်မှနေခဲ့ဘူးတဲ့သူတွေကတော့အယူဖြစ်သွားရင်ကံကောင်းတယ်လို့ပြောကြပါရင်ဘာလို့လဲဆိုတော့ကျန်တဲ့အခြေအနေတွေကဒီထက်အများကြီးဆိုလိုပါပဲဒီခါလေးဒီတန်တွေကိုမခံနိုင်တော့တဲ့အချင်းသားတွေကထားတောင်းချမ်းရင်လည်းအဆောက်တွေပြန်ချောင်းနေရတာပါ အစောက်တွေကအကျင်းသားတွေကိုပြန်ချောင်းနေပြီဆိုရင်အချိန်တွေဘယ်လောက်ဆိုးလဲဆိုတာမှန်းဆကြည့်လို့ရောက်နိုင်ပါတယ်။ဘရာဇီးနိုင်ငံက2002ခုနှစ်မှာဒီနေရာကိုတရားဝင်ပိတ်လိုက်ပေမဲ့ကန်ဒီရိုအချင်းတောင်ရဲ့နာမည်ဆိုးကတော့အခုထိတိုင်ကြောက်မက်ဖွယ်ရာအဖြစ်ကျန်ရှိနေစေပါ။နာမည်ရမ်းကြီးနေတဲ့ကာလတုန်းကလူ8000ကျော်ကိုထားရှိခဲ့ပြီးဒါဟာတရားဝင်ထိန်းသိမ်းထားနိုင်စွမ်းရဲ့နှက်ဆကျော်ဖြစ်နေတာပါ။အကျဉ်းဖတ်မှုတွေကနေစဉ်လိုလိုဖြစ်ပွားခဲ့ပြီးယောဂါတွေကလည်းကူးဆက်ပြန့်နေတာဖြစ်လို့စေဝါကူတာမှုဆိုတာကလည်းလက်လန်းမမီတလောက်ပါပဲ။ ဒါပေမဲ့အစိုးဆုံးနာမည်ကျော်ကြားခဲ့တာက1992ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ထောင်တွင်းအထီးကျုံပဲဖြစ်ပါရင်အဲတုန်းကရဲတွေဟာအချင်းတော်ကိုဝင်ရောက်စီးနင်းပြီးအချင်းသား112ဦးကိုတပ်ဖြတ်ခဲ့တာပါလူများစုကဒီကိစ္စပေါ်အထီးကျုံကိုဖြိုခွင်းတာမဟုတ်ဘဲလူတပ်ပွဲကျင်းပတာဆိုပြီးဝေဖန်ခဲ့ကြပါသေးတယ်နောက်ပိုင်းမှာအဲ့ဒီနေရာကိုဖြိုဖျက်လိုက်ပြီးမင်းအရင်ကအချင်းသားတွေနဲ့စောင့်တွေကတော့တစေတရေအကြောင်းတွေကိုပြောနေတော့ပါမင်းဒါကယုံနှန်းစကားမဟုတ်ပါဘူးဒါဟာအချင်းတော်လည်းမဟုတ်ပါဘူးမနေ့တစ်ပတ်နဲ့တေးတန်ပေးလိုက်တဲ့နေရာတခုလိုဖြစ်နေခဲ့တာပါပဲ။ မြောက်ကိုရီးယားနိုင်ငံရဲ့လှုပ်ဝက်ပြီးအကြောင်းအရဆုံးနေရာတွေတဲကတခုထဲမှာ Camp 22လဲပါဝင်ပါတယ်အစိုးရကဒီနေရာရှိရဆိုတာကိုညင်းဆိုထားပေမဲ့ဂျိုရုကရိုက်ထားတဲ့ပုံရိပ်တွေနဲ့ထပြေးလာသူတွေရဲ့ပြောပြချက်အရဘာတွေဖြစ်နေတယ်လဲဆိုတာကိုသိရှိနိုင်ပါတယ်ကြီးမားတဲ့အဆောက်အုံကြီးတခုမှာမိသားစုဝင်တွေအားလုံးကိုနိုင်ငံရေးရာဆွေးမှုအတွက်ထောင်ချထားတာတွေရှိပါတယ်တချို့ကလေးတွေဆိုရင်ဒီထဲမှာမွေးဒီထဲမှာကြီးပြီးအပြင်ထွက်ခွင့်လည်းဘယ်တော့မှမရခဲ့ကြပါဘူးညှိမှန်းနှိမ့်ဆက်မှုတွေအစာအိမ်စာ ပြည့်လည်မှုနဲ့လူမြင်ကွင်းမှာဒေတန်ပေးမှုတွေဟာ ဒီနေရာမှာတော့တမန်ကိစ္စတစ်ခုလို့ဖြစ်နေခဲ့ပါတယ်။ထွေပြေးလာနိုင်သူတို့ရဲ့ပြောကြားချက်အရဆိုရင်ဒီထဲမှာအချင်းသားတွေကိုတုံးချပြီးဓာတုလက်နဲ့စမ်းတမ်းမှုတွေလုပ်နေတယ်ဆိုတဲ့ဇလန်းတွေလည်းရှိနေခဲ့တာပါ။ကျန်တဲ့သူတွေဆိုရင်လည်းမိုင်းထဲမှာအလုံကျန်းလုခိုင်းပါတယ်။အယံမောပြီးလဲကြရင်လည်းသေးတဲ့အထိပြစ်ထားခဲ့ကြတာပါ။တည်သွားရင်လည်းအဲ့ဒီမှာပဲဖြစ်တယ်လို့မြုံနံခံရမှာဖြစ်ပါရင်ဒီနေရာမှာတရားပြတာမှုဆိုတာရှာလို့မရပါဘူး။ဘလို့အကြောင်းနဲ့ပဲဒီကိုရောက်လာသည်ဖြစ်စေလူငယ်ရဲကိုအရှင်လက်လက်ခံစားရတယ်လို့ဖြစ်သွားမှာပါ။ထောင်ရင်းရှင်တွေကလည်းကြမ်းတမ်းလို့ အဆောက်အအုံတောင်တယောက်တည်းရှောက်သွားဖို့ကြောင်းရုံရတဲ့နေရာလေးဖြစ်ပါရင်1980ခုနှစ်အတွင်းအထူးသဖြင့်တူရကီနိုင်ငံရဲ့1980ဆင်အာနာသိမ်းမှုနောက်ပိုင်းမှာဒီယာဘာကာချင်းတော်ဟာနိုင်ငံရေးအချင်းတော်အဖြစ်နာမည်ဆိုးနဲ့ကြော်ကြားခဲ့ပါရင်ကက်ဖ်တကြွလှူရှားသူတွေကျောင်းသားတွေနဲ့လူငယ်တွေကိုလည်းဒီမှာထောင်ချပြီးညှဉ်းပန်းနှိပ်စက်ခဲ့ကြတာပါအချင်းတွေကလူမဆန်လွမ်းတာကြောင့်အချင်းသားတော်တော်များဟာဆန္ဒပြတဲ့အနေနဲ့ကိုယ့်အကိုမီးရှို့ခဲ့ကြတာတွေလည်းရှိပါတယ်။မှတ်တမ်းတင်ထားတဲ့ညှဉ်းပန်းလေးတစ်ခုကတော့ဘီလို့ခေါ်ပါတယ်။ဒီနည်းနဲ့မှာ အကျဉ်းသားတွေကိုနားချင်းအောင်လုပ်ပြီးတော့မှတယောက်ရဲ့တင်ရကိုတယောက်ရှာနဲ့ရက်ခိုင်းတာပါပဲ။နိုင်ငံကလို့အခွင့်အရေးအဖွဲ့အစည်းတွေကဒီအကျဉ်းတော်ကို20ရာစုရဲ့အစိုးဆုံးအကျဉ်းတော်တွေကတစ်ခုဖြင့်သတ်မှတ်ခဲ့ကြပါတယ်။ဒီနေရာကိုရောက်လာခဲ့ရင်အသက်ရှင်နေပေမဲ့မြုံနံခံထားသလိုအခြေအနေကိုကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ကော်လိုရာဒိုပြည်နယ်မှာရှိတဲ့ဒီစူပါမန်လို့ခေါ်တဲ့အကျဉ်းတော်ဟာအမေရိကန်နိုင်ငံရဲ့အလုံးကျုံအမြင့်ဆုံးအကျဉ်းတော်တွေကတစ်ခုလို့သတ်မှတ်ခံထားပါတယ်။ဒီနေရာမှာယူနီဘောင်ဘာလို့လူတီများတဲ့တက်စ်ကာဇင်စကီးကနေစလို့အမေရိကန်ရဲ့အစိုးရအစုံနဲ့လို့သတ်မှတ်ခံရတဲ့ ်နိုင်အလင်းမန်းတိုက်ခိုက်မှုမှာပါဝင်ပတ်သက်သူတွေအထိအစိုးဆုံးရာဇဝတ်သားတွေကိုထားရှိပါရင်ဒါပေမဲ့ဒီနေရာရဲ့ကြောက်မက်ဖွယ်ရာကအကြမ်းဖက်မှုမဟုတ်ပါဘူးတိတ်ဆိတ်မှုရဲ့ဖိစီးမှုပါအကျဉ်းသားတွေဟာတနေ့ကို23နာရီလုံးလုံးအတန်လုံးနဲ့ကွန်ကရစ်အခန်းငယ်လေးထဲမှာပဲတယောက်တည်းနေထိုင်ကြပါရင်လူသားချင်းချင်းဆက်ဆံမှုဆိုတာလုံးဝမရှိတလို့ပါပဲမီဒီယာ24နာရီလုံးလုံးလင်းနေပြီးအစားအသောက်တွေကိုတကားပေါက်ကနေထည့်ပေးပါရင်အကျဉ်းသားတော်များဟာဒီကိုရောက်ပြီးနှစ်အနေငယ်အတွင်းမှာအမြင်မရတာတွေဒါမှမဟုတ်ပြင်းထန်တဲ့စိတ်ရောဂါတွေခံစားလာကြရတယ်လို့ဆိုပါရင် ရက်ဆက်ကြမ်းကြုတ်ပါတယ်ဆိုတဲ့ရာဇဝဲသားတွေတောင်တစုံတရာရဲ့အတန်ကိုပြန်ချားခြင်းလို့ဘယ်နေရာကိုမဆိုပြောင်းရှေ့ပေးဖို့တောင်းပန်ကြတာပါဒီရင်ချင်းတော့တေချင်းတရာရဲ့အနန်းအသက်တွေနဲ့လည်းပြည့်နေနေပါတယ်ဘာလို့လဲဆိုတော့ဒီထဲမှာရှိနေတဲ့လူတော်တော်များများဟာအသက်ရှင်နေတဲ့အသေးဆုံးနေကြလို့ပါပဲမူလကလူလေးရအတွက်ပဲတိဆောက်ခဲ့တဲ့ဂီတိုရာမာအချင်းတော်ဟာရဝန္ဒာလူမျိုးတုံးတက်ပြတ်မှုအပြီးမှာလူခဏတော်အထိများပြလာခဲ့ပါတယ်အချင်းသားတွေဟာနွားတွေလိုတယောက်နဲ့တယောက်တိုးဝေပြီးမတည့်ရက်လည်းအိတ်ဆက်ခဲ့ကြရပါတယ် ဒါပေမဲ့ဒီနေရာကိုတကယ်ပဲအကြောင်းမဲ့ဖွယ်ရာဖြစ်စေခဲ့တဲ့ကိစ္စတွေလည်းထက်ရှိနေကြတာပါအချင်းသားတွေဟာပုတ်ပွားနေတဲ့အသားအစာတွေပေါ်မှာခြေပလာနဲ့ရက်နေကြကြပါတယ်ဂန်ဂရင်းလို့ခေါ်တဲ့အသားပုတ်ယောဂါကလည်းအရန်ဖြစ်များတာကြောင့်ခြေထောက်တင်တဲ့လက်တွေအလိုလိုပြုတ်ကြကုန်ပါတယ်အသက်ရှင်ဖို့အတွက်လူသားချင်းချင်းစားသုံးတဲ့အဖြစ်အပျက်တွေတောင်ရှိခဲ့တယ်လို့ဆိုပါတယ်စေဝါကုသမှုဆိုတာလုံးဝမေ့လိုက်ပါအဆောင်နေရအခန်းထဲကိုဝင်ဖို့ငင်းဆန်နေရှိပြီးအချင်းသားတချို့ဟာအသက်ရှူနေလျက်သားနဲ့ပုတ်ပွားအသေးဆုံးသွားခဲ့ကြပါရင်ဒါကိုစဉ်းစားကြည့်ုံနဲ့ရင်ကြောက်မက်ဖွယ်ရကောင်းပါရင် အဲ့ဒါကြောင့်လဲဒီနေရာကိုတေကျင်းတဲ့ရုပ်တုချင်းရဲ့နယ်မြေလို့ခေါ်ကြတာလဲအကြောင်းပဲတော့မဟုတ်ပါဘူးစီးရီးယားမှာတည်ရှိတဲ့တားမော်အကျင်းတော်ဟာ Hafiz and Asad ရဲ့အုပ်ချုပ်မှုအောက်မှာနာမည်ဆိုးနဲ့ကြော်ကြားလာခဲ့ပါတယ်သူရဲ့တမိုင်းမှာအမောင်မိုင်ဆုံးအခိုက်အတန့်တစ်ခုကတော့1980ခုနှစ်မှာဖြစ်ပျက်ခဲ့တာပါအာဆတ်ကိုလုံးကျန်ဖို့စ조사မှုတစ်ခုဖြစ်ပွားပြီးနောက်စစ်သားတွေဟာအကျင်းတော်ကိုဝင်ရောက်စီးနင်းခဲ့ကြတာကြောင့်ပါပဲအဲဒီတော့ကအကျဉ်းသားထောင်ကျော်အသက်ဆုံးရှုံးခဲ့ရပြီးအများစုကအဲ့ဒီနေ့တော့မှတက်ဖြတ်ခံခဲ့ရတာပါ ရန်တဲ့သူတွေကတော့လူမဆန်တဲ့အထိမြင်းမှန်းနှိမ့်ဆက်ခံခဲ့ကြရတာဖြစ်ပါရင်နှိမ့်ဆက်တဲ့နေရာတွေကလည်းမျိုးစုံပါပဲတခုမှမစားတာပါဘူးအဲဒါကြောင့်တချို့အချင်းသားတွေအားဆိုရင်ထောင်စင်းနေတော့အိတ်နေရင်တည်သွားခဲ့ရင်ခက်ကောင်းကောင်းလို့တွေးခဲ့ကြတာပါတရချင်းတော်ရဲ့နာမည်ဆိုကကဘာအထိပေါက်လာလို့2000ခုနှစ်မှာပိတ်လိုက်ရပါတယ်ဒါပေမဲ့ပြည်တွင်းစစ်ထက်ဖြစ်ပြီးနောက်တစ်ခါပြန်ဖွင့်ခဲ့တာပါ2015ခုနှစ်မှာတော့အပီးတိုင်ပိတ်သိမ်းလိုက်ပြီးစီးရီးယားအချင်းသားတချို့လည်းအသက်ဝဝပြန်ရှူခွင့်ရသွားပါတယ်။မဟုတ်ရင်ဒီထောင်ကိုဘယ်တော့အပြောင်းခံရမလဲဆိုပြီးရင်းတမမဖြစ်နေရလို့ပါပဲ။ အချင်းသားတွေဟာခုနှစ်နာရီကြာတက်ခါလှည့်ပတ်ပြီးအိတ်ဆက်ရတဲ့အထိဒူးရည်တိတ်တီးလွန်းတဲ့အချင်းတော်တို့ကလည်းရှိပါသေးတယ်။19ရာစုမှာတိစောက်ခဲ့တဲ့စိန့်ပီတာစမန်မြို့ကခရစ်စတီအချင်းတော်ဟာတစ်ချိန်လုံးကဥရောပရဲ့အကြီးဆုံးထောင်တစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဆိုဗီယက်ခေတ်မှာတော့တင်းငယ်တဲ့အခန်းတွေထဲမှာအချင်းသားတွေကိုပြေးကျက်ညှက်အောင်ထိမ့်သိမ်းထားတယ်ဆိုတဲ့နာမည်ဆိုနဲ့ကြော်ကြားခဲ့ပါတယ်။ဒီထောင်ကိုမူလကလူ1150အတွက်ပဲရည်ရွယ်ထားပေမဲ့လူ1000ကျော်အထိထားခဲ့တာပါ။လူများလာတဲ့အတူတန်ကောင်ကြိုက်တာတီဗီယောဂာနဲ့ကိုယ့်ကိုအဆုံးစီရင်တဲ့သူတွေဟာတံပံဖြစ်ရတယ်ဖြစ်လာပါတယ်။ လူချောင်းအတွက်စောင့်ထားတဲ့အခန်းထဲမှာလူ20အထိထားပါတယ်အဲဒါကြောင့်အကျဉ်းသားတွေကကျောင်းခင်းစာနေရာမှာအလှည့်ကျအိပ်စက်ကြတာပါအကျဉ်းဖတ်မှုတွေလည်းနေစဉ်လိုလိုဖြစ်ပွားခဲ့ပြီးအကျဉ်းသားတော်တော်များဟာတရားရင်ဆိုင်ရဖို့တော့မစောင့်နိုင်ပေမဲ့အထင်းမှရင်တင်းဆုံသွားခဲ့ကြပါတယ်ဒီနေ့ဟာအခုတော့ပြရတဲ့တစ်ခုပြင်ဖြစ်သွားခဲ့ပေမဲ့အခန်းနေရာနေအကွဲအကြောင်းတွေမှာအဲဒီတော့ကအဖြစ်ပြက်တွေကစွဲညိကြံရှိနေဆဲပဲဖြစ်ပါတယ်ဒီနေ့မှာတော့အကျဉ်းသားတွေကအကျဉ်းတော်ကိုအုပ်ချုပ်နေကြတာပါဒါကတကယ်တော့မဖြစ်သင့်တဲ့အရာတစ်ခုပါပဲ လာဆာဘာနီတာဟာ2013ခုနှစ်မှာပိတ်သိမ်းခဲ့လိုက်ရပါတယ်ဒီမတိုင်ခင်တုန်းကတော့ဗီနီဇွဲလားနိုင်ငံရဲ့အနေအထားဆုံးအကျဉ်းထောင်တွေကတခုဖြစ်ခဲ့တာပါဒီထောင်မှာဆိုရင်အဆောင်တွေဟာအရေအတွက်အရန်နေပါတာကြောင့်အဆောင်တွေတဲကိုတောင်ကောင်းကောင်းမဝင်နိုင်ပါဘူးဂိုင်းတွေကအဆောင်တစ်ခုလုံးကိုထိန်းချုပ်ထားပြီးခမရဟာပဲဂိုင်းတွေမှာမတက်ဆိုင်ဘူးဆိုရင်တော့တားကောင်တကောင်လိုပါပဲအထက်မှာဆိုရင်လည်းလူလုံးလက်နဲ့မျိုးစုံအောင်ရှိပါရင်စေဝါကုသမှုဆိုတာကတော့လုံးဝမရှိပါဘူး2012ခုနှစ်ကထောင်ရင်းအထီးကြုံတစ်ခုမှာလူ16ဦးထိတိတ်ဆုံးခဲ့ပါတယ်။အစားသောကိစ္စလား အဲ့ဒါကိုတော့ခမရရဲ့ဂိုင်းကမိဖို့ကြောင်ကိုထိန်းချုပ်ထားမှရနိုင်ပါပါဒီထဲမှာ TV လိုယောဂါတွေကအလွန်လင်းမြန်စွာကူးဆက်ပြန့်နေပါတယ်ပြီးတော့ခမရကအခန်းထဲမှာလဲကျသွားခဲ့ရင်တော့ခမရတင်ဆုံးသွားပြီဆိုတာဘယ်သူမှသတိထားမိကြမှာမဟုတ်ပါဘူးဒီလိုနဲ့ရပောင်းများစွာကြားတဲ့အထိလည်းဖြစ်သွားနိုင်ပါတယ်ပုတ်ပွားပြီးအနမ်းထွက်တော့မှသာဆွဲထုတ်ပြီးအပြစ်ခံရမှာပါဒီနေရာကိုဘန်ကောက်ဟီတန်လို့နာမည်ပြောင်းပေးထားပေမဲ့ဒါဟာဇင်ကန်နေရာတစ်ခုတော့မဟုတ်ပါဘူးထိုင်းနိုင်ငံရဲ့လုံခြုံရေးအမြင့်ဆုံးအကျဉ်းတော်တစ်ခုဖြစ်ပါတယ် နိုင်ငံရဲ့အန္တရာယ်ရှိဆုံးရာဇဝင်သားတွေနဲ့တရားမဝင်ပစ္စည်းတွေတဲဆောင်လာလို့ဖမ်းဆီးခံထားတဲ့နိုင်ငံသားအများအပြားကိုဒီနေရာမှာဖမ်းဆီးထားတာပါဒီကိုရောက်တာနဲ့အကျဉ်းသားတွေဟာအနည်းဆုံး3လလောက်ခြေချင်းခတ်ခံရပါတယ်တရားကြအကျဉ်းသားတွေဆိုရင်တော့အများအန်းခတ်ထားပါတယ်အခန်းတွေကလည်းတင်းငယ်ပြီးအများနဲ့အမျှဝေသုံးဆွဲရတာအဲ့ရဆိုတာလည်းမရှိသလောက်ပါပဲအကျဉ်းသားတွေဟာတနေ့ကိုစံမျိုးတစ်ခွက်လောက်ပဲစားရတာပါဒါပေမဲ့ထောင်ထဲမှာတော့လမ်းကြောင်းတွေလည်းရှိပါတယ်ပတ်စံ3နိုင်ရင်တော့ကောင်းတာလေးတွေဖန်တီးလို့ရနေတာပါ ဒါပေမဲ့လမ်းမိတ်စာတစ်ခုရဲ့တန်ဖိုးဟာဟီတန်ဟိုတယ်ကတန်ဖိုးကြီးညစာဈေးနည်းလောက်မြင်မာနေတာပါ။ဒါကြောင့်ဒီနေရာကိုဘန်ကောက်ဟီတန်လို့ခေါ်တာလားမသိပါဘူး။စေကူသားမှုဆိုရင်လည်းဒီလိုပါပဲ။ပတ်စံပေးနိုင်မှာအဆင်ပြေမှာပါ။နောက်ပြီးဒီထောင်ထဲမှာတည်တံပေးခံရတဲ့ကိစ္စကလည်းတခြားထောင်တွေနဲ့ပုံများပါရင်။အရင်တုန်းကတော့ကျန်းတန်းတဲ့နေတွေသုံးခဲကြပေမဲ့နောက်ပိုင်းမှာအစိတ်ထိုးတက်တဲ့နေကိုလည်းခွင့်ပြုခဲ့တာပါ။အဲဒါကြောင့်ထောင်သားများစုဟာအစိတ်ထိုးတက်ခံဖို့တောင်းဆိုကြတဲ့အခြေအနေလည်းများပြားလာပါရင်။ဘာဖြစ်လဲဆိုရင်အသက်ရှင်နေတဲ့ထောင်ထဲမှာဖျက်ဆီးရတဲ့ကိစ္စတွေကပိုခက်ခဲနေလို့ဖြစ်ကြောင်း ဝင်းမြောက်လိုက်ရင်ဗီဒီယိုလေးကိုညီကုန်းချိုးလိုက်ပါရင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတို့ပဲတင်ရှိပါရယ်ခင်ဗျာ